ပါဒီနေ့ကတော့ကမ်ဘောဒီးယားကိုသွားလိုက်ပြလို့ပေါ့နော် လူကြီးပါတော့အဲလေရင်နဲ့ပဲသွားလိုက်ဖို့စီစဉ်ထားပါတယ်အဲ့တော့လိုက်ကြည့်ပါဦးရှင် flight ကတော့မနက်စောစောပဲစီစဉ်လိုက်တယ်ဘာလို့ဆိုတော့ဒီဘန်ကောက်ကနေပြီးတော့ဒီကမ်ဘောဒီးယားကိုဟာလေရင်ကမိနစ်90လောက်ဆီးရပြီးတော့ပေါ့နော်အဲဒီနေစိတ်ကနေမှမြို့ရဲကိုရောက်ဖို့လဲနောက်ထပ်မိနစ်90လောက်ထပ်ပြီးဆီးရအောင်မှမဟုတ်လို့ပေါ့နော် ။ကဲ CNR လေးစိတ်ကိုတော့ရောက်ပါပြီ။ကမ္ဘောဒီးယားကိုသွားတဲ့ချိန်ကလေကမ္ဘောဒီးယားမသွားပါနဲ့ဆိုပြီးတော့တရင်နေတက်လာတဲ့ချိန်မို့လို့လားမသိဘူးလေးစိတ်ကြီးကလေရှင်းလင်းပြီးတော့၆ကန်နေရပဲ။ကိုကတော့ငွေချင်းတရားကိုလည်းစောင့်အောင်မှာဆိုတော့လေဒီလေးစိတ်နောက်မှာဘာတွေရှိလဲဆိုတာလှက်ပတ်ကြည့်နေတာဖြစ်ပါတယ်။ လေစိမ်းမှာရှောက်ကြည့်ရင်လည်းပေါ့နော်ဒီ CNR Airport ကနေပြီးတော့မြို့ထဲကိုပြေးဆွဲနေတဲ့ Airport Shuttle Bus တွေရှိရဆိုတာကိုသိခဲ့ရတယ်။သူကလေ2နာရီကြာတစ်ခါပြေးဆွဲပြီးတဲ့အခါကျတော့အဲ US ဒေါ်လာ8ဒေါ်လာပေးရတယ်ပေါ့နော်။အဲနဲ့ကိုလဲစိတ်ဝင်စားလို့ Grab ကိုထောက်ကြည့်တော့ Grab ကကျတော့အဲ့လို small car တစ်စီးကိုသူက US ဒေါ်လာ30ရာနေ40ကြာလောက်မှာရှိတယ်ပေါ့နော်။ကိုရီးယားလူများတယ်6ယောက်ဆိုတော့ကိုရောတော့လေ Airport Transfer ဆိုပြီး Hotel ကိုစီစဉ်ခိုင်းလိုက်တာသူတို့က mini van နဲ့လာခေါ်တယ်။အဲ့ဒါ40 USD ပဲပေးရတယ်ဆိုတော့အဲကိုကတော့နည်းနည်းလေးပိုတန်သွားတယ် လိုပဲဘာလို့ဆိုတော့ grab ငါလို့ရှင်ကွာနှစ်စီးငါအောင်ပါเนาะအဲ့ဒါလေး information လေး share ပေးတာပါဒါလေးကတော့ကိုတဲပြတဲ့ဟိုတယ်လေးပါ Golden Temple Villa ပါ။သူကလေမြို့ထဲမှာလည်းရှိတယ်။ Night Market တွေနဲ့ကလည်း7မိနစ်ဖက်ဝေးတော့တော်တော်လေးအဆင်ပြေပါတယ်။ ူလေးပါအဲ့တော့၂ယောက်ခန်း၃ခန်းဆိုပြီးတော့ book ကလောက်ထားတာဒါပေမဲ့ဘာဖြစ်လို့ဒီခန်းကကရင်လုံးပါတယ်လေတော့မပြောတတ်ဘူးပေါ့နော်တကယ်ကောနှစ်ယောက်ခန်း၃ခန်းဆိုပြီးတော့ booking လုပ်ထားတာဒါပေမဲ့အခန်းတိုင်းမှာကကတင်းတစ်လုံးအပေါ်ပါနေတော့၃ယောက်တဲလို့ရတယ်လို့သဘောမျိုးဖြစ်သွားတာပေါ့နော် upgrade လုပ်လိုက်လားတော့ကိုလည်းမပြောတတ်ပါဘူး ဒီဘက်က complementary ပါတာပေါ့နော်ဟိုဘက်ကတော့စားရင် charge လောက်ပဲလို့ပြောပါတယ်ဒါလေးကတော့ရေချိုးကန်လေးပါရေချိုးကန်လေးကလည်းတော်တော်တတ်တတ်ရက်ရက်ရှိရယ်ပေါ့နော်နောက်တစ်ခန်းပါ နောက်ပြီးတော့ပေါ့နော်ဒီဟိုတယ်လေးကဈေးနှုန်းလေးတော်တော်လေးတင့်တယ်နေမှာပါတယ်ကိုမမီးသလောက်ပြောရရင်လေသူအဲ့နှစ်ယောက်ခန်းတခန်းဝင်ပေါ့နော်တညစာဒေါ်လာ40ပဲကြာတယ်အဲ့ဒါ breakfast ပါပါတယ်ပေါ့နော် check in လုပ်ပြီးတော့နေ့လည်းနှစ်နာရီလဲကြော်သွားတဲ့ခါကျတော့ကိုလည်းစိုင်းထပ်မရှာကျင်တာနဲ့ဒီကာသမားကြီးညွန်ပေးတယ်မြို့ထဲမှာရှိရဲ့စိုင်းလေးမှာထမင်းတော်စားဖြစ်ပါတယ် ိုက်ဆိုင်လေးကတော့ခမာတိဆိုတဲ့ဆိုင်လေးပေါ့နော်ဒီဆိုင်လေးကလေမီနျူးတော်တော်လေးများတယ်ဈေးနှုန်းလည်းတော်တော်လေးတင့်တယ်အဲတော့ကစားလိုက်တော့ကတော့အရသာအနေနဲ့ပြောရရင်တော့ကိုကရမ်းတော့မကြိုက်ဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်းကမ္ဘောဒီးယားမှာရှောက်လေနဲ့တည်သွားတာဆိုင်တော်တော်များများမှာစားရတဲ့အရသာတော်တော်များများကဒီဘက်ထိုင်းဘက်တို့ကိုရီးယားနေကြပမာဟင်းလျာနေနဲ့ရှင်သူကတော်တော်လေးပော့တယ်ပေါ့နော်အဲ့ဒါအကြောင်းလည်းဖြစ်မဲ့ထင်ပါတယ်ပေါ့နော်ဒါလေးကတော့သူတို့ရဲ့ကမ္ဘောဒီးယားရိုးရာဟင်းလျာလို့ခေါ်တဲ့ fish amok ဆိုတဲ့ဟင်းလေးပေါ့နော်သူကထိုင်း ် green curry နဲ့နည်းနည်းခက်ဆင်ဆင်တူပါတယ်မင်းစားပြီးတော့ဟိုတယ်မှာပဲအေးစစ်စစ်ရေမိုးချိုးနားယူပြီးတော့ညဘက်ကျတော့ကိုဒီနားမှာရှိတဲ့ night market တွေကိုလမ်းလျှောက်ပြီးတော့ရောက်ကြည့်ဖြစ်ပါတယ် ိုဟိုတယ်ဘက်ကနေလမ်းလျှောက်လာရင်အရင်တွေ့ရတာကခုမြင်ရတဲ့ Fala Anchor Night Market ပေါ့နော်။အဲဒီ Night Market ကလည်းစားတောက်ဆိုင်တွေမရှိဘဲနဲ့ဒီလူသုံးကုန်ပစ္စည်းတွေရဲ့အင်ဂျီဆိုင်တွေရဲ့ပဲပုံများပါတယ်။စားကြံဖြစ် စားစရာမရှိလို့အားလုံးစိတ်ညစ်ကြပါတယ်ပေါ့နော်အဲဒီ land ကနောက်ကျတော့မှသိတာသူက at center night market ပေါ့နော်အဲဒါကြောင့်ဒီမှာပကြီးဆွဲနေတဲ့သူတွေကိုလည်းအများကြီးတွေ့ခဲ့ရတယ်လို့ပကြီးကားတွေရောင်းနေဆိုင် တွေကိုလည်းအများကြီးတွေ့ခဲ့ရပါတယ်တကယ်ကတော့အင်ကြီးဆိုင်တန်းရှိတဲ့ night market နဲ့မျက်နှာချင်းဆိုင်လမ်းကိုတောက်လျှောက်လျှောက်လာရင်ခုနပြောတဲ့ပကြီကားတွေကိုတွေ့ရမယ်။အဲ့ဒါကိုကြော်တော့ပြီးတော့မှအရန်စီတဲ့ဒီဘက်ချမ်းကိုရောက်လာမှာပေါ့နော်။ ကဲနောက်ဆုံးတော့အစားအစာရှာနေတဲ့ကိုရီဖွဲ့ဟာဒီပေါ့နော်ခမာဖူခော့ဆိုတဲ့နေရာလေးကိုရှာတွေ့တော့အဲ့အထက်ကိုပဲတန်းပြီးတော့ဝင်လိုက်ကြတယ်ပေါ့လေဒီဖူခော့လေးကတော်တော်လေးစုံတယ်လို့တော့ကိုကတော့ခံစားရတယ်အထဲမှာရွေးချယ်စရာဆိုင်နေလဲအများကြီးပဲ နောက်ပြောပေါ့နော်ကမ္ဘောဒီးယားရိုးရာမုတ်အချိုလေးတွေကိုကြတော့သူကအခုလိုမြင်ရတဲ့လှေကလေးနဲ့ရောင်းနေတာအဲ့မှာမုတ်လင်းပြားလို့ပုံစံလေးတွေမုတ်လုံးရည်ပေါ်လို့ပုံစံလေးတွေလည်းရှိတယ်။ထိုင်စားဖို့လည်းခုံလေးတွေကိုတေချာလေးလုပ်ပေးထားတယ်ပေါ့နော်။အဲအောက်ထပ်မှာနေရမရဘူးဆိုလို့ရှိရင်လည်းသူ့မှာအပေါ်ဓာတ်တစ်ထပ်ဆိုပြီးအကျယ်ကြီးရှိသေးရယ်ပေါ့နော်။အဲ့တော့ထိုင်ခုံမရမှာတော့စိတ်မပူပါဘူး။ ိုလည်းအစားတော့ဘာတွေရှိလဲဘာစားရမလဲဆိုပြီးဟိုရှောက်ကြည့်ဒီရှောက်ကြည့်လောက်ပြီးတော့ပေါ့နော်ကြိုက်တဲ့မုတ်ကိုတွေ့တော့ပတ်စံပေးပြီးတော့သွားဝယ်တာအဲ့ဒါသူကပေါ့နော်အဲဒီလိုဝယ်လို့မရအောင်သူတို့ကအင်္ဂလိပ်လိုလည်းကောင်းကောင်းမပြောတော့တတ်တော်လေကိုကောင်တာတစ်ခုလညိုးထိုးပြနေတာအဲနောက်မှသိတာအဲ့မှာ exchange coupon boot ဆိုပြီးတော့ရှိရအဲ့မှာပတ်စံသွားထည့်လိုက်လို့ရှင်သူကဘာကုတ်လိုမျိုးကပ်ပြားလေးတစ်ပြားပေးတယ်အဲ့ကပ်ပြားလေးနဲ့ scan လိုက်လုပ်ပြီး live ဝယ်စားရတဲ့ပုံစံမျိုးပေါ့နော် ဟိုနည်းနည်းဒီနည်းနည်းရှောက်ဝင်နေတာပေါ့နော်။သူကဝယ်ပြီးသွားလို့ရှင်လို့ရှင်အဲ့ဒီဘာကုတ်ကလေးကိုသူတို့ရဲ့ရှေ့ရဲ့ scan နဲ့ဖတ်တယ်။အဲ့မှာပတ်စံဘလောက်ကြံလဲလဲကြည့်လို့ရတယ်။အဲ့လိုပုံစံမျိုးလေးဝယ်ရတာပေါ့နော်။ဒါကလေ waffle လိုပုံစံမျိုးလေးရောင်းနေရဒါပေမဲ့ waffle ဆိုမဲ့သူ့အရသာအဲ့လိုအုံနို့အရသာလေးပိုပေါက်တယ်ပေါ့နော်နောက်ပြီးတော့ဒီမုံလုံးရေပေါ်ကတော့ကိုရီးယားမုံလုံးရေပေါ်နဲ့တပုံစံတည်းပဲအဲ့ဒါလေးလဲကိုဝယ်စားပြစ်တယ်ပေါ့နော် ဒါကတော့မုံလင်မရနဲ့တတော်တူတယ်ဆိုပြီးတော့ပေါ့နော်ကိုထိုင်းမှလည်းတစ်ခါစားဘူးတယ်ဒါပေမဲ့အဲထဲမှာလေသူကမုံလင်မရလို့ပဲပြုံးနေမဟုတ်ဘဲနဲ့အုံးသီးရတာပါတာပေါ့ ဒါထိုင်းဘက်မှာတွေ့ရတဲ့ဝတ်သားပြားတွေကိုလည်းဒီမှာရောင်းနေပေါ့နော်။နောက်ပြီးတော့သူ့မှာရောင်းနေဟင်းတော်တော်များများကလည်းမီနျူးကလေးထိုင်းဘက်ကမီနျူးတွေနဲ့ဆင်ပေမဲ့အရသာထိုင်းဘက်နဲ့ရှင်တော်တော်လေးပေါ့တယ်ပေါ့နော်။အမေမနက်ကစားတဲ့အဲခမာတေးစတက်စာရင်တော့ဒီမှာမှာစားပြတဲ့ဟာလေးတွေကပိုအရသာရှိရဲ့လို့ကိုကတော့ခံစားရပါတယ်။နောက်ပြီးတော့ဒီ night market မှာ traditional show တွေလည်း free ကြည့်လို့ရပါသေးတယ်။ ခော့မှာဟိုစားတီစားနဲ့ဘိုက်တန်းသွားတော့ကိုလည်းလမ်းနဲ့နဲ့ပပရှောက်ကြည့်တော့လေသူ့မှာ night market တွေကတော်တော်လေးကိုများတာပဲဒီနေရာလေးဆိုလို့ရှင်သူက riverside night market လို့ခေါ်ရပေါ့နော်ဒီနေရာဆိုင်နေရတော့အရှိရတွေ့ခဲ့တဲ့ night market ကနဲ့တိတ်မထူချာနာပဲစားတော့ဆိုင်နေတော့ကိုမတွေ့ခဲ့ဘူးအတွင်းထဲပဲတခြားမဝင်ကြည့်လို့လာတော့မပြောတတ်ဘူးပေါ့နော် နောက်ပြီးတော့ CM Reed မှာရန်နာမည်ကြီးရဲ့ Pub Street လည်းရှိပါသေးတယ်။အဲ့ဟိုတော့နောက်ရက်မှပဲသွားလည်ပါတော့မယ်။အဲမပြန်ခင်မှာကိုအေးလေးတော့ခဏဝင်တော့လိုက်ပါသေးတယ်။ Cambodia Day 1 Vlog လေးကတော့ဒီလောက်ပါပဲ။ကိုနောက်ထပ်ပေါ့နော် Cambodia မှာဘယ်နေရာတွေကိုရှောက်လဲလဲဆိုတာကိုကြည့်ချင်တော့အဲ channel လေးကို like and follow လုပ်ထားပေးဖို့မမေ့ကြနဲ့နော်။နောက်ထပ်နောက်ထပ် video တွေမှာဆုံချင်ပါတယ်။တတား။